ိတ်စိတ်တော့တော်နိုင်တဲ့လေထဲမှာတော့အမွှေးနိုင်ရင်တည်းတင်းပြတ်နေခဲ့တယ်အဝေးကခက်တဲ့တဲ့ထွက်ပေါ်လာတဲ့ခေါင်းလောင်းတဲ့နေကိုလည်းတစ်ချက်တစ်ချက်ကြားနေရတယ်တစ်ပင်နေကြမှာတော့အနက်ရောင်တဲအိမ်တလုံးရှိပြီးထိုအိမ်ရဲ့အပြင်ဘက်မှာတော့အယိုးတွေကိုပန်းကုန်းတပွဲတင်ကုန်လာတဲ့အယိုးပန်းကုန်းတွေကလေထဲမှာဘယ်ညာရင်းနေတာဟာတာမန်လူဖို့မြင်ရတဲ့နေရင်တသိန်းထားပဲကောင်းနေတာပေါ့တဲအိမ်ရဲ့အတွင်းမှာတော့နတ်ဆီယာမလို့လူတိများတဲ့ဂဏီကာကအစင်းအောင်စာတွေကိုဝတ်ပြီးထိုင်နေခဲ့တယ်သူမရဲ့ရှေ့မှာတော့မာယာ ာတယောက်စိတ်တက်တွေကြပြီးအမိုင်းမိုင်းထွေထွေနဲ့ထိုင်နေခဲ့တဲ့ဒဲအိမ်ထဲမှာလည်းစီမီခွက်တွေထုံညှိထားတယ်။နေရံပေါ်မှာတော့ထူးဆန်းတဲ့သင်္ကေတတွေရဲ့အယိုးဥကောင်းတွေပြီးတော့ဈေးမြစ်တွေရကိုရှိတ်ဆွဲထားတယ်။တာမန်လူတယောက်ဖို့သူမရဲ့အိမ်ကိုတော့ဘူးမှမလာခဲ့ကြပါဘူး။နတ်ဆီယာမရဲ့အိမ်ကိုတော့ပူဆွေးတော့ကရောက်နေတဲ့သူတွေဘဝကိုအရှုံးပေးခြင်းနဲ့သူတွေသာအများဆုံးလာခဲ့ကြတယ်။အဲ့ဒီမှာတော့မာယာတယောက်လည်းပါဝင်ခဲ့တယ်။မာယာကတော့သူမရဲ့သားခူပါကိုလွန်ခဲ့တဲ့ရက်အနည်းငယ်ကမှဆုံးရှုံးခဲ့ရ ရတယ်။သူမနဲ့သူမရဲ့သားလေးကိုပါတို့ကစားနေရင်သားလေးကလမ်းပေါ်သို့ပြေးထွက်သွားခဲ့တယ်။ခဏတာတွင်မှာပဲဝုန်းဆိုတဲ့အတန်နဲ့အတူမြေပြင်ပေါ်ကိုလဲကျနေတဲ့သားလေးကိုပါနဲ့အတူသူမရဲ့ဘဝအရာအလုံးဆုံးရှုံးခဲ့ရတယ်။သားလေးလည်းကားအက်ဆီဒန့်နဲ့ဆုံးပါသွားခဲ့တယ်။အဲ့ဒီနေ့ကစလို့မာယာတယောက်ပျော်ရွှင်ခြင်းနဲ့စိတ်တုံးနေခဲ့တယ်။သူမရဲ့မျက်နှာမှာတော့သားကိုလွမ်းဆွနေတဲ့မျက်ရည်တွေကတင်းတင်းစီးကျပြီးအမိုင်မိုင်အထွေထွေနဲ့စိတ်တက်ကြနေတဲ့မာယာဖြစ်နေခဲ့တယ်။ ဆုံးမသွားတဲ့သားလေးကိုပြန်ခေါ်ဖို့အတွက်မာယာတရားကိုနတ်ဆီယာမအင်ကိုရောက်လာခဲ့တယ်။ငါယူခိုင်းတဲ့ပစ္စည်းတွေကိုယူလာခဲ့ရင်လား။ဟုတ်ကဲ့။ဒါတွေကသားလေးဝတ်ခဲ့တဲ့အဝတ်အစားတွေပါ။ပြီးတော့ဒါတွေကသူ့အဝတ်တွေကနေတွေ့ရတဲ့သားလေးရဲ့စပင်းတွေပါ။ဒါဆိုရင်မင်းရဲ့အလုပ်ဖြစ်မြောက်တော့မယ်။ဒီပစ္စည်းတွေကပဲ အထောက်ပံ့ဖြည့်ကူညီပေးလိမ့်မယ်ဒါပေမဲ့ဒီအလုပ်ကရေကောဖြစ်လာမှလားနဲ့ဆရာမကြီးကျမသားလေးကျမစီကိုပြန်ရောက်လာမှလားဒီလိုမေကိုမျိုးဘသူကမှငါ့ကိုမမေဘူး၏ညီမယုံကြည်ဘူးဆိုရင်ခါရဲပြန်ဝါလို့ရတယ်ဒါကမင်းရဲ့ယုံကြည်မှုကနေပဲဆင်းသက်လာမင်းရဲ့ယုံကြည်မှုကပဲသူ့ကိုအသက်ရှင်နေမှာအဲ့တော့မင်းယုံကြည်ရင် ီမှာပဲဆက်ဆောင်နေမယုံကြည်ဘူးဆိုရင်တော့လင်းပြန်လို့ရတယ်ခဏနေငါပြန်လာခဲ့မယ်ခဏနေတော့နတ်ဆီယာမတယောက်အိမ်ထဲသို့ဝင်သွားခဲ့တယ်။မာယာတယောက်သူမရဲ့ဝမ်းနဲ့ပူဆွေးမှုတွေနဲ့မှိုင်းနေခဲ့တယ် သူမရဲ့မျက်လုံးထဲမှာလည်းပျော်ရွှင်မှုတွေကပျောက်ဆုံးနေခဲ့တဲ့ရွာသူရွာသားတွေကတော့သူမယူနေပြီလို့ဆိုခဲ့ကြတယ်။မာယာတယောက်ဝမ်းနဲ့ပူဆွေးနေတဲ့လေတန်းနဲ့ကျမသားလေးကိုပါကိုတစ်ခါတော့ပြန်တွေ့ခြင်းနဲ့တစ်ခါတော့ပဲသူ့ရဲ့ရဲစံတွေကိုကျမပြန်ကြားခြင်းမိတယ်။ပြီးတော့ကျမရဲ့ตาကိုပါလေးကိုအယုတ်တယုတ်ဖြစ်နေဆီယမကြီးကပြန်ခေါ်ပေးနိုင်မလား။ဒီခါမှာတော့နတ်ဆီယမကြီးကလေတန်းမမနဲ့ဝိညာဉ်ခေါ်ထားတဲ့အယုတ်ဆိုတာကစားစရာမဟုတ်ဘူး။ဒီအယုတ်တွေကတာမန်အယုတ်မျိုးနဲ့ တူဘူးသူ့မှာစီးမြင်စည်းကမ်းတွေကလည်းရှိသေးတယ်အဲ့ဒီစည်းကမ်းတွေကိုရှိုးဖောက်မိရင်မင်းကိုယ်တိုင်ဆုံးရှုံးသွားနိုင်တယ်ဆိုတာကိုလည်းမင်းကသိထားရမယ်စဉ်းစားပါအောင်အေးဒါက ညီတို့ထင်တယ်လို့မျိုးဆွမ်းအားတွေတကိုးရှင်နေလည်းမဟုတ်ဘူးကွထောင်ချောက်တစ်ခုပဲဝိညာဉ်တွေရဲ့ထောင်ချောက်ပေါ့ဝိညာဉ်တွေကသူတို့ရဲ့စာလောင်မှုကိုနှိုးဆွပေးမယ်ထောင်ချောက်ဒါတော့မှညီကလိုချင်သေးတာလားမာယာတယောက်ဘာကုန်းမှစဉ်းစားမနေတော့ပဲတားကိုပြန်တွေ့ခြင်းစွမ်းနဲ့ဟုတ်ပါတယ်ကျမဘာပဲဖြစ်ဖြစ်ကျမရဲ့အပြစ်ကိုကျမခံယူမှာမို့ကျမတားကိုပဲကျမပြန်တွေ့ခြင်းမှာလေဒါကြောင့်ကျမကိုအယုတ်ကလေးတယောက်ပြန်ပြီးတော့မြန်ခေါ်ပေးနိုင်မလားလက်ဆရာမကြီးကကောင်းပြီ၃ရက်ကြာရင်မင်းဒီကိုပြန်လာခဲ့လာ တဲ့အခါကိုပါရဲ့စပင်နဲ့သူ့ဝတ်ခဲ့တဲ့အဝတ်အစားတွေကိုပါယူလာခဲ့ဒီလိုနဲ့၃ရက်ကြာပြီးတဲ့အခါမှာတော့မာယာတယောက်နတ်ဆီယာမကြီးရဲ့အင်ကိုပစ္စည်းတွေယူပြီးရောက်လာခဲ့တယ်နတ်ဆီယာမကြီးကကိုပါရဲ့အဝတ်အစားတွေကိုဝတ်ဆင်ထားတဲ့အယုတ်တယောက်ကိုလက်ထဲမှာပိုက်ပြီးအပြင်ကိုထွက်လာခဲ့တယ်အဲ့ဒီအယုတ်ရဲ့အသွင်ပြင်ကကိုပါနဲ့ပင်တော်တော်အဆင်တူနေခဲ့တယ်အယုတ်ကိုမပေးခင်ဆီယာမကြီးကမာယာဒါကအယုတ်မဟုတ်ဘူးဒါကဝိညာဉ်သွင်းထားတာပဲ ဒီထဲကိုအသက်သွင်းလာတာပေါ့အခု သူ့ရဲ့စီကန်းတွေကိုမင်းနားထောင်ရမယ်။မာယာတယောက်သားကိုတွေ့ရပြီဆိုတဲ့စိတ်နဲ့အတက်တရောဘလို့စီကန်းတွေလဲဆ iam ကြီးဒီအယုတ်ကိုထိတွေ့မှသာသူကဆက်ပြီးအသက်ရှင်နေနိုင်မယ်။ဒါပေမဲ့ဒီအယုတ်နဲ့နေ့တိုင်းတနာရီပဲစကားပြောရမယ်။တနာရီပဲထိတွေ့ရမယ်။အစက်ကန်လေးတောင်ပို့လို့မရဘူး။တကယ်လို့ပို့သွားခဲ့ရင်ပြန်လာခဲ့တဲ့သူကမင်းပိုင်ဆိုင်တော့မှာမဟုတ်ဘူး။ဒီအယုတ်ရဲ့အသက်အတွက်အဖို့အခအဖြစ်မင်းရဲ့အသက်ကိုပေးဆက်ရလိမ့်မယ်။မာယာတယောက်စိတ်လှုပ်ရှားစံနဲ့ ကျမဒါတွေကိုဂယုံဆိုင်ပါဘူးကျမသားကိုပါကိုသားကျမလိုချင်တာမာယာရဲ့စကားဆုံးတာနဲ့နတ်ဆီယာမကြီးကအသက်ကိုခပ်ပြင်းပြင်းရှူသွင်းပြီးမန္တန်များကိုစတင်ရုတ်ဖတ်ခဲ့တယ်တဲထဲမှာရှိတဲ့လေတုကလည်းစက်သိန်းထဘွယ်ကောင်းလာအောင်အေးစိမ့်လာခဲ့တယ်မိဘမှထွန်းလာတဲ့မိတောက်တွေကပိုပြီးအရှင်ပြင်းပြင်းမြင့်တက်လာခဲ့တယ်အယုတ်ရဲ့မျက်လုံးတွေကအနှဲငယ်လှုပ်ရှားလာတာကိုလည်းတွေ့လိုက်ရတယ်ခဏအကြာမှာတော့ ိရုပ်တွေကိုအသက်သွင်းတာအောင်မြင်သွားပြီလို့ဆရာမကြီးကပြောရင်မာယာဒီရုပ်ကိုမင်းရှူသွားလို့ရပြီဒါပေမဲ့တခုတော့မင်းမှတ်ထားရမယ်မင်းရဲ့ဝမ်းနည်းမှုတွေကိုဒီအသက်သွင်းထားတဲ့ရုပ်ကကုသပေးနိုင်ပြီဒီအသက်သွင်းထားတဲ့ရုပ်နဲ့မင်းနဲ့သဘောတူညီချက်လုပ်ထားတဲ့သဘောပဲမင်းကမင်းရဲ့သားကိုပါကုန်ဒီရုပ်အဖြစ်နဲ့လက်ခံထားတယ်စီကန်းတွေကိုရှူဖောက်ရင်မင်းရဲ့အသက်ဆုံးရှုံးရမယ်ဒါပါပဲကိုပြောရင် မာယာရဲ့လက်ထဲကိုအယုတ်ရောက်တာနဲ့သူမှလည်းအယုတ်ထဲမှာသူ့ရဲ့သားလေးကိုပါကို မြင်နေရတယ်လို့တွင်ရင်ရုပ်လေးကိုခဏဖတ်ထားလိုက်တယ်။မာယာတယောက်အရုပ်ကိုဖတ်ပြီးခေါင်းကုံကုံကတဲအင်အပြင်သို့တိတ်ဆိတ်စွာထွက်လာခဲ့တယ်။မိုးတွေကလည်းကြွာသွန်းနေတာပေါ့။ချွန်းထဲမှာတော့သူမရဲ့ခြေရာတွေကမိမ့်မိန်ပြောက်ွယ်နေခဲ့တယ်။ထိုအချိန်မှာပဲအဝေးတနေရာကဖျားချောင်းခေါင်းလောင်းတန်ကမြည်လာခဲ့တယ်။ထိုအတန်ကတတိပေးတန်လားဒါမှမဟုတ်နှုတ်ဆက်တန်လားဆိုတာတော့သူမကိုယ်တိုင်လည်းဝေခွင့်မရခဲ့ဘူးပေါ့။မာယာတို့လီမယာကတော့လဲရစီဝါရီကိုပဲလောက်ကန်ခဲ့ကြတယ်။သူမရဲ့ခင်ပွန်းရာမက်ကတော့ ယ်တဲကနေပြန်လာခဲ့တယ်အဲ့ဒီအချိန်မှာပဲမာယာကအယောက်ကိုယင်ခွင်နဲ့ပိုက်ထဲလျက်အခန်းထဲမှာထိုင်နေတာကိုမြင်လိုက်ရတယ်အယောက်ကသေးငယ်ပြီးအပြစ်ကင်းကရှစ်ဆရာကောင်းဝင်မဲ့လဲသူ့ရဲ့မျက်လုံးတွေကအသက်ရှင်နေတဲ့တရဝါတစ်ခုကဲ့သို့တောက်ပနေတာကြောင့်သူမရဲ့ခင်ပွန်းကဒါကဘာရီလဲမာယာမာယာတယောက်ပြုံးရယ်ရင်နဲ့ကျမတို့သားလေးကိုပါပြန်လာပြီးရာမန်ကြည့်ပါအောင် သူပြုံးနေတာများရှစ်ဆရာကောင်းလိုက်တာမာယာရဲ့စကားတွေကြောင့်ဟန်ဆောင်ပြုံးပြဖို့ကြိုးစားပြီးမဲ့လဲရာမန်တယောက်တော်လေးဒေါသ ထွက်ခဲ့ရတယ်။ဒါကြောင့် Ramesh တယောက်ဒေါသထွက်ထွက်နဲ့မယားဒါကအယုတ်တယုတ်ပဲ။မင်းယူနေပြီလား။ဒီထဲမှာဘာကများပြန်ပါလာအောင်မလဲ။အဲ့ဒီ net ဆီမှာစီမသွားဘူး။မင်းကခဏခဏပြောခဲ့တယ်မဟုတ်ဘူးလား။မယားကတော့အယုတ်ကိုကြည်ပြီးဒါကိုပြောနေတကယ်တော့ကြည်ပါအောင်။မင်းရဲ့အဖေကမင်းပြန်လာတာကိုမယုံဘူးတဲ့။ဒါရဲ့မင်းအယူတယောက်လိုပါလို့ယုံနေစကားတွေပြောနေရတာလေ။ Ramesh တယောက်ဒေါသတကြီးနဲ့အယုတ်ကိုလှမ်းလှူလိုက်တယ်။သူရဲ့လက်နဲ့ထိမိလိုက်တဲ့အခါမှာတော့ခေါင်းလောင်းသာတစ်ခုထွက်ပေါ်လာခဲ့တယ်။အဲ့ဒီအတန်ကအသက်ရှူ ရက်သွားတဲ့ရတခုပြန်လဲလဲပတ်လာတဲ့ကဲသူဖြစ်နေခဲ့တဲ့အယောက်က၉ပါအဖြစ်သူပြောင်းလဲသွားပြီး Ramesh အားရေမောပြနေခဲ့တယ်။ Ramesh လည်းကြောင်းလဲတကြားနောက်သူဆုတ်သွားခဲ့တယ်။နောက်တစ်ဖန်ပြန်ကြည့်တဲ့အချိန်မှာတော့အယောက်ကပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့တယ်။ Ramesh တရားတောင်းလောက်လျှောက်ရှားစွာနဲ့"အိုးဖျားကြီးမာယာမင်းတဘာရီလောက်လိုက်တာလေ။ဒီမော့အတတ်ပညာတွေနဲ့မင်းဘာရီယူလာခဲ့တာလဲ။မာယာကတော့အေးစေးစွာနဲ့ပဲငါတို့ရဲ့သား၉ပါပြန်ရောက်လာပြီ"ဟု သူမှဖြေကြားခဲ့တယ်။မျော်လင့်ချက်တွေကတခါတည်းရမှာတော့အ အဆိုးဆုံးကျိန်စာဖြစ်နေတတ်တယ်။မာယာအတွက်ဒီယောဂ၉ပါးဖြစ်ပြီးရမက်ရှ်အတွက်ကတော့ကြောက်ရွံ့မှုတစ်ခုဖြစ်နေခဲ့တယ်။ဒီလိုနဲ့ရက်တော်ကြပြီးတဲ့နောက်မာယာတယောက်အယုံနဲ့စကားတွေပြောလာခဲ့တယ်။ကလေးတယောက်ကိုပြုစုပြိုးထောင်တယ်လို့မျိုးစားစာတွေကျွေးတယ်။ပြီးရင်အိပ်ဖို့ရပခတဲ့တိတ်ပြီးကလေးအတွက်အိမ်ရောင်ဝင်းဒေသရှင်နေတီဆိုလျှော့တိတ်ခဲ့တယ်။ ။သူမဒီရုပ်နဲ့ပဲအရှိန်ကုန်နေခဲ့တယ်။သူမရဲ့ခင်ပွန်းဖြစ်တဲ့ Ramesh ကိုတော့တဖြည်းဖြည်းလှည့်လူရှုလာခဲ့တယ်။အဲမှုကိစ္စတွေကိုလည်းလုံးဝမလုပ်တော့ဘူး။အဲဒီလိုနဲ့မာယာတယောက်နတ်ဆီယာမကြီးပြောပြခဲ့တဲ့စီကန်းတွေကိုလည်းမေ့လျော့နေခဲ့တယ်။ Ramesh တယောက်သူ့ရဲ့ဇနီးကိုနေ့စဉ်နဲ့မျှတဖြည်းဖြည်းဆုံချုံနေရတာကတားကိုဆုံချုံရတာထက်ပိုပြီးမွန်းကျက်လာခဲ့တယ်။တချို့ညတွေမှာလည်း Ramesh ကအယုတ်ရဲ့အတန်တွေကိုကြားလာရတဲ့အခါတည်းမှာတော့မာယာက မထီတွေ့တီတန်အောင်ညဘက်တီအယုတ်ရဲ့အတန်တွေကိုပို့ပြီးနက်နက်ရှိုင်းရှိုင်းကြားလာရတယ်ပြီးတော့အယုတ်ရဲ့နှခမ်းတွေလှုပ်တာ မျက်လုံးတွေလှုပ်တာတွေကိုလည်းရာမက်တယောက်ကမြင်လာခဲ့ရတယ်မာယာကတော့ဒါတွေကိုမမြင်ခဲ့ဘူးပေါ့ဒီလိုနဲ့ရာမက်တယောက်လည်းတဲကနေအိမ်ပြန်လာခဲ့တယ်မာယာတယောက်ည9နာရီထိုးနေတဲ့အချိန်မှာတော့အယုတ်ကိုရင်ခွင်နဲ့ထဲလျက်ထိုင်နေခဲ့တယ်အိမ်အလုပ်တွေကိုလည်းမလုပ်ပဲပုံလျက်သားထားရှိနေတာပေါ့ဒါကြောင့်ရာမက်တယောက် စိတ်ပူပန်သောကတွေနဲ့ဒေါသထွက်ပြီးမဟုတ်ဘူးအဲ့ဒါငါသားမဟုတ်ဘူးအဲ့ဒီရုပ်ကိုကုရှက်ရှင်ရှလိုက်ဒါဆိုမင်းအမှန်တရားကိုသိလာလိမ့်မယ်မာယာကအော်ဟစ်ဒေါသထွက်ရင်မဖြစ်နိုင်ဘူးဒါကျမသားပဲကျမအဲ့လိုမျိုးတစ်ခါမှမတွေ့ဘူးလှုပ်လည်းမလှုပ်နိုင်ဘူးမင်းလောက်ကိုလှုပ်ရမယ်ဒီရုပ်ရဲ့ကစားပွဲကိုငါဒီနေ့ဆုံးသက်ပြမယ်ဟုပြောရင်ရမန်တယောက်မာယာစီကအရုပ်ကိုလူယူရန်စ조사လိုက်တယ်မာယာကတော့အယူတယောက်ကဲ့သို့ပဲသူမရဲ့အားရင်အပြင်းနဲ့အရုပ်ကိုပြန်ပြီးဆွဲယူလိုက်တယ်ကိုပါ ကိုပါငါသားလေးမင်းဘလို့လောက်လိုက်တာလဲငါသားကိုလှူသွားပြီအဲ့ဒီနောက်မှာတော့ မာယာတဲ့အစားအသောက်တွေကိုလည်းလုံးဝမစားပဲတမိုင်းမိုင်းတရွေတွေဖြစ်နေခဲ့တယ်။သူမအသက်ရှင်နေပေမဲ့လည်းအသက်မရှိတဲ့လူတစ်ယောက်ကဲ့သို့ဖြစ်နေခဲ့တယ်။သူမနိုင်ပေါင်းများစွာငိုကြွေးနေခဲ့တယ်။ဒီလိုနဲ့မာယာတဲ့စီကတ်နေကိုလည်းဖောက်ပြက်ခဲ့ပြီးသူမရဲ့နောက်ဆုံးနေ့ကိုရောက်လာခဲ့တယ်။မာယာတဲ့သူ့ရဲ့သားကိုပါရဲ့ကစားစရာတွေကိုပွေဖက်ပြီးငိုနေစဉ်မေးသားနဲ့ကစားပါအောင်လားအတန်ကြားရသူမာယာခေါင်းကိုမွကြည့်လိုက်တဲ့အခါတကားဝအနီမှာသူမရဲ့သားကိုပါတဲ့ရက်နေရာကိုတွေးလိုက်ရတယ်။မာယာလည်းသားက ုလွန်ဆွနေတဲ့စိတ်နဲ့မျက်ရည်တွေနဲ့အတူဝမ်းသာအားရကိုပါတာလေးမန္တမိတ်စီပြန်လာလားလားဟုတ်တယ်မေးတားပြန်လာခဲ့တာဒါပေမဲ့ဒီတစ်ခါပြန်လာတာက အမေကိုခေါ်သွားဖို့အတွက် အမေအရန်လွမ်းနေတယ်မလားတာနဲ့တူလိုက်ခဲ့မလားဟုတ်တယ်ငါသားလေးကိုမေကလွမ်းနေခဲ့တာတာသွားတဲ့နေရာတိုင်းအမေကလိုက်နိုင်တယ်လိုက်ခဲ့မယ်ငါသားစီကန်းတွေကိုရှုပ်ဖောက်ခဲ့တဲ့မာယာလည်းဒီလိုနဲ့ဆုံးပါသွားခဲ့တယ်ဒီလိုနဲ့ရတက်တပတ်ကြာပြီးတဲ့နောက်မှာတော့တကားခောက်တန်ကိုကြားလိုက်ရတယ်တကားကိုဖွင့်လိုက်တော့တကားရှင်မှာရာမတ်တယောက်ရက်နေတာကိုမြင်လိုက်ရတယ်လူလဲပိန်ရှုံးနေပြီးစပင်းတွေလဲရှောက်သွေ့နေတယ်နှလုံးကလည်းအယူရူဖြစ်နေတာပေါ့ရာမတ်တယောက်ကျွန်တော်သားကိုပါကလည်းထွက်သွားပြီအခုကျွန်တော်ဇနီးမာယာလည်းထွက်သွားပြီ သူတို့နှစ်ဦးစလုံးကိုပြန်ခေါ်ပေးပါအဲ့ဒီလိုအယုတ်လေးတွေထတ်လုပ်ပေးပါလို့ဝမ်းနဲ့ပူဆွေးမှုတွေနဲ့အတူအယုံကြည်မရှိပါဘူးဆိုတဲ့ရာမန်တရား နတ်ဆီယမကြီးရှိမှအကူအညီတောင်းခံနေခဲ့တယ်။နတ်ဆီယမကြီးကလည်းမာယာကိုမေးတဲ့အတိုင်းမင်းဘာတွေကိုတောင်းဆိုနေရဲဆိုတာမင်းသိရဲ့လား။ဟုတ်ကဲ့သိပါတယ်။ဘာပဲဖြစ်ဖြစ်သူတို့နှစ်ယောက်လုံးကိုကျွန်တော်ကိုပြန်ပေးပါ။ဒါဆိုကောင်းပြီ။ဒီအတွက်စီကံတရှိုးတော့ရှိတယ်။စီကန်တွေကိုပြောပြပြီးတာနဲ့ရာမတ်ကိုဂိုဘာရဲ့အယုံနဲ့သူ့ရဲ့ဇနီးမာယာအတွက်ရုပ်လေးနှစ်ယောက်ပေးလိုက်တယ်။ညအချိန်မှာတော့မီးလင်းရောင်တွေကပြတင်းပေါက်ကနေအတွင်းသို့ဖြာကျနေခဲ့တယ်။အိမ်ထဲမှာတော့ရာမတ်တယောက်ထိုင်နေခဲ့တယ်။ အယူတယောက်လိုပဲရဲမောနေခဲ့တယ်သူရဲ့အရှိမှာတော့အယုတ်နှစ်ယုတ်ရှိပြီးကလေးအယုတ်တစ်ခုနဲ့အမျိုးသမီးအယုတ်တစ်ခုပေါ့သူကအဲ့ဒီအယုတ်နဲ့ပဲစကားပြောနေခဲ့တယ်အခုဆိုငါတို့တော့အတူရှိနေကြပြီတာလီကိုပါနဲ့မိမ မင်းမအတူရှိနေရဆိုတော့အလုံးအဆင်ပြေပြီနော်ဟုပြောရင်ရုပ်တွေကိုဖတ်လိုက်တယ်။ဒီချိန်မှာတော့သူ့ရဲ့အသက်ကိုနှောက်ယူသွားမယ်ဆိုတာတည်တည်ရနဲ့သူကသူ့ရဲ့ဝမ်းနည်းမှုတွေပူဆွေးတော်ကားမှုတွေကိုနှစ်သိပ်ဖို့အတွက်ဒီရုပ်တွေနဲ့ပဲဆုံးသက်သွားခဲ့တယ်။အမှန်တရားကိုလက်မခံနိုင်ခြင်းကအကြီးမားဆုံးသောဝမ်းနည်းပူဆွေးမှုဖြစ်တယ်ဆိုတာကိုရာမတ်တယောက်သိရှိသွားခဲ့တယ်။မာယာကလည်းသူမရဲ့ဒါကိုပါတည်ဆောင်းခြင်းကိုလက်မခံနိုင်ခဲ့တာကြောင့်သူမနဲ့သူမရဲ့ခင်ပွန်းရာမတ်တို့ရဲ့ဘဝကိုလုံးဝပျက်စီးစေခဲ့တဲ့နတ်ဆရာမရဲ့ အနေရှိတဲ့လမ်းစဉ်ကိုရွေးရှယ်ခဲ့ကြတယ်။သူမရဲ့ခင်ပေါ်ရာမက်စ်တို့ပါဘဝတစ်ခုလုံးပျက်စီးခဲ့ကြတာပေါ့။ဇလန်လေးကိုဒီမှာပဲအဆုံးသတ်ပြရစီရှင်။ဇလန်ဆုံးထိနားဆင်ပေးတဲ့ပရိသတ်တယောက်ရှင်စီကိုကျေးဇူးများကြီးတင်ပါတယ်။နောက်ထပ်ဇလန်လေးတွေနားဆင်ဖို့အတွက်ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့လည်းတောင်းဆိုပါရစီ။